နှင်းစီ80အောက်စဖို့ကျောင်းဝင်းထဲမှာရဲရဲနေနေခဲ့တဲ့နှင်းစီလိုကျောင်းသူတယောက်တက္ကသိုလ်ရိပ်သာလန်းကအိမ်မှာစန္ဒယာတလုံးနှင်းစီတစ်ပွင့်နဲ့ဝင်ကြွားနေခဲ့တဲ့မိမတယောက်တန်း90လုံးအပေါ်မှာတော့မြစ်တာထားနိုင်ခဲ့သေးတာပဲကျမယောက်ျားမိုက်ကယ်အရစ်အပေါ်မြစ်တာမမျှပဲနေပါမလားတိုင်းပြည်တစ်ခုလုံးကိုတော့ချစ်ပြနိုင်ခဲ့သေးတာပဲ ကျမသားလေးကင်းအဲရစ်ကိုမချစ်ဖဲနေပါမလားအချစ်ဆိုတာရွေးချယ်မှုရဲ့ရေတောင်မြစ်ပဲအဲ့ဒီစိတ်နဲ့ပဲလန်နန်မျိုးအိမ်မော်ကနေကျမဆင်းလာခဲ့တာကျမမှာပိုင်ဆိုင်တာဆိုလို့ချစ်ချင်းမြတ်တာဉာဏ်ပညာနဲ့နှင်းစီတပွင့်ပဲရှိတာပါတနက်ကင်ထားသူတွေရဲ့ရှေးမှာဒါမှမဟုတ်ထောင်ထဲမှာဒါမှမဟုတ်ကဘာကြီးရဲ့ရှေးမှာ ကျမမှာလူသေးစေနိုင်တဲ့ဗာလက်နဲ့ရဲလို့မှမရှိခဲ့ပါဘူး။ကျမမှာပိုင်ဆိုင်တာဆိုလို့နှင်းစီတပွင့်ပဲရှိခဲ့တာပါ။နှင်းစီကိုပန်ထားရင်းနဲ့ကျမဘဝရဲမုံတိုင်းများအကြိမ်ကြိမ်ကြာခဲ့။နှင်းစီကိုနန်းနေရင်းနဲ့ကျမထောင်အကြိမ်ကြိမ်ကြာခဲ့။နှင်းစီကိုဖွာကိုင်းနေရင်ကျမကိုအကြိမ်ကြိမ်လှုပ်ချန်ခဲ့။လန်ခီးတလျှောက်သွေးအလိမ့်လိမ့်ကြာခဲ့။ ဘယ်တော့မှထွက်မပြေးခဲ့တဲ့နှင်းစီတွေဘယ်တော့မှမငိုခဲ့ကြတဲ့နှင်းစီတွေအဲ့ဒါနဲ့ကျမလည်းနှင်းစီကိုဆက်ပြီးပန်းထားပြစ်ခဲ့တယ်။ကျမဟာ root yet kiss plane ရဲ့အကယ်၍ if ဆိုတဲ့ကဗျာကိုရွတ်ခဲ့အရှုံးမပေးနဲ့မိငယ်တခြင်းကိုဆိုခဲ့တောင်းဆုပ်ပလုံးဆုပ်ကိုသာပြည့်ယိုးထုံးစံရှိတယ်။ရှင်တို့ကို ပြစ်ထားခဲ့ဖို့ဘယ်တော့မှ မစင်စားခင် ီးတော့မလုံရဲတာဘာမှမရှိဘူးဆိုတဲ့သူတွေရှေ့မှာလဲနှင်းစီတဝင်ပန်ပြီးရှင်တို့အတွက်မမမမတ်ရက်နေခဲ့တာပေါ့သူတို့ဟာနှင်းစီကလှတာကိုမသိကြဘူးသူတို့သိတာကနှင်းစီမှာစူးတွေနေသူတို့ကနှင်းစီပင်ဆိုပြီးကျမကိုခုတ်လဲခြင်းကြတယ်သူတို့မသိတာကရနန်းဆိုတာလေထဲမှာကြံခဲ့တာ ျမစဉ်းစားနေတာကလွတ်လပ်ပြီးတိုးတက်တဲ့တိုင်းပြည်တွေဘလို့စဉ်းစားကြသလဲဆိုတာရှင်းပြဖို့ကျမတွေးနေတာကပညာတတ်တွေဘလို့တွေးကြသလဲဆိုတာကို ပြောပြဖို့ကျမကတော့အေးအေးဆေးဆေးပဲအသက်80မှာကဘာကြီးကို280ဆားလောက်အကျော်ပေးထားလိုက်မယ်ပုံစံနဲ့အေးဆေးနိုင်ငံပေါင်း80ရဲ့တမိုင်းကို ပြောပြရမလားဆိုတဲ့တက်ကြွမှုနဲ့ AC အသက်80မှာစာအုပ်80အလွတ်ရွပြရမလားအထာနဲ့လူငယ်တွေရဲ့လက်ထဲကမြို့80လို့ AC မိုင်80မှာကနှင်းစီရနဲ့နေလွင့်ပြန်နေတယ်လို့ AC အသက်80မှာရှင်တို့ကိုချစ်နေမှန်းသိနေတော့ချစ်ရလားလို့မေးလာမှလည်းမဟုတ်တော့ကျမက AC ပဲရှင်တို့ကိုချစ်တဲ့စိတ်နဲ့ AAC ပဲစောင်းဝေနမောက် ဇွန်17 2025